အားလုံးပဲမင်္ဂလာပါရှင်။ Luna Diesel Page ကနေပြီးတော့ကြိုဆိုပါရစေ။အခုဒီ Pine 1 and 2ပေါ့နော်။ဒီပုံတင်းနဲ့နှစ်ကိုအရင်ရွေးချယ်နေကြပုံစံတိုင်းပဲရွေးချယ်ပြီးတော့ကို့အတွက်မကြခင်ရောက်ရှိလာမဲ့အချစ်ရည်အချစ်နေအချစ်ရည် energy ပုံစံနေထားပေါ့နော်။ဒါလေးကို Pine 1 and 2ရွေးချယ်ပြီးကြည့်ပေးလို့ရပါတယ်။အဖြစ်လေးတွေနောက်မှပါပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ ားလုံးပဲမင်္ဂလာပါရှင်။ Lunacy Soul Page ခန်းနေပြန်ကြိုဆိုပါရစေ။အခုဒါ Pie 1ကိုရွေးချက်ထားတဲ့သူတွေအတွက်ဒီပုံတစ်ပေါ့နော်။ပုံတစ်ကိုရွေးချက်ထားတဲ့သူတွေအတွက်အချစ်ရေးမှာဒါမဲ့အခုဒါမဲ့အချစ်ရေးမှာဘယ်လို relationship မျိုးတွေ့ကြုံရမလဲဘယ်လိုလူမျိုးဖြစ်မလဲပေါ့နော်ဘယ်လိုလူမျိုးဆိုတာထက်ဘယ်လို relationship မျိုးတွေ့ကြုံရမလဲဆိုတဲ့ဟာကိုဒီပုံ pick up reading လေးနဲ့ကြည့်ပေးထားပါတယ်ဆိုတော့ဒီမှာကြားလာတဲ့ cat ကပေါ့နော်ဒီမှာမြင်ရတဲ့အတိုင်းပဲပေါ့နော်ဟို queens လေးရှိတယ်သူကဒါကြာရှည်စွာစောင့်မျှော်နေခြင်းဆိုတဲ့အထိပ္ပယ်ပုံစံမျိုးရတယ်ပေါ့နော်ဆိုတော့အခုလာမဲ့ relationship ကအခုလို့ပြောပြင်မဲ့နည်းလာနေချီပြီးတော့နည်းကြာတာလည်းဖြစ်နိုင်တယ်ပေါ့နော်အခုချက်ချင်းရမဲ့ relationship မျိုး မဟုတ်ဘဲနဲ့ပေါ့နော်အခုဒီ reading ကြည့်ပြီးတော့နည်းနည်းလပိုင်းကြာပြီးအာနည်းနည်းကြာရပေါ့ပြောချင်တာနည်းနည်းကြာပြီးမှရမယ် relationship မျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အခုနောက်လာမယ် relationship ကကိုအရင်ကတည်းကရင်းနှီးတိကျွမ်းပြီးသားသူနှစ်ပေါင်းများစွာတိပြီးသားသူမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ကို crush နေတဲ့သူကိုကြာကြီး တိတ်တိတ်လေးသဘောကျနေတဲ့သူစောင့်ကြည့်နေတဲ့သူဒါမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါ vice versa ဆိုတော့ဒါကိုယ့်ဘက်ကလည်းအဲ့ဒီလိုမျိုးဖြစ်နိုင်တယ်လို့အဲဒါမှမဟုတ်ရင်သူ့ဘက်ကလည်းဖြစ်နိုင်တယ်ပေါ့နော်သူ့ဘက်ကကိုယ့်ကိုအဲအဲ့လိုမျိုးအမြဲစောင့်ကြည့်နေတဲ့သူမျိုးအရင်ကတည်းကသဘောကျနေတဲ့သူမျိုးအရင်ကတည်းကတိတဲ့နေရာမျိုးအဲ့ဒီလိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီကက်အရာကဒါမျိုးလေးတက်ရောက်တယ်ဆိုတော့ပေါ့နော် high priestess အရာကကြတော့ ဒီ relationship ကပေါ့နော်အရန်ဟိုအရန်ရင်ခုန်စရာတွေနဲ့ပြည့်ပြီးစိတ်လှုပ်ရှားစရာတွေနဲ့တော့ဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့မဖြစ်လဲဆိုတော့ဒီမှာကြားတဲ့ခန့်တီးတွေအရာကစိတ်ချမ်းမြေ့ဖွယ်ကောင်းတယ်ဒါပေမဲ့ long term ကိုတွေးရရေရှည်ကိုပေါ့နော်သူ့ဘက်ကရောကိုယ့်ဘက်ကရောအဲဒါမှမဟုတ်တစ်ဖက်ဖက်ကနှစ်ဖက်လုံးကဖြစ်ဖို့တော့များတယ်ရေရှည်ကိုတွေးတယ်အိမ်တော်ပြုတ်ဖို့အထီကိုတွေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာမျိုးပဲပြနေတယ်ဒီမှာပေါ့နော်ဆိုတော့ stable ဖြစ်တယ်အရင်ရင်ခုန်ခြင်းစရာကောင်းချင်မှာတော့ကောင်းနိုင်မယ်ဒါပေမဲ့စိတ်ချရတယ်အတယောက်နဲ့တယောက်အရေရှည်ထိတွေးထားပြီးတော့ပေါ့နော်နားလည်မှုရှိတယ်ပြီးတော့ AACC ပဲပေါ့နော် A ချင်းချင်းနဲ့ AACC ဖြစ်ဖို့ပုံမြင်တယ်အဘရထာလူကြီးမိသားတွေကငကိုကလေးအလိုအတိကျွမ်းဖြစ်ကြတာမျိုးတိကြတာမျိုးဒါမှမဟုတ်တွဲပြီးမကြခင်မှာပဲတိပေးကြတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေဖြစ်နိုင်တယ် နေ့ကုန်ထဲမှာအများစကားအများကြီးပြောနေစရာမလိုပဲနဲ့တရားရစ်ခန်းစားချက်ကိုတရားနားလည်ပြီးတော့ဟိုရင်းရင်းနှီးတယ်ပေါ့နော်ရင်းရင်းနှီးနှီးဖြစ်တယ်ကိုအခုမှတွေ့တာတော့မကြသေးဘူးဆိုရင်တော့မှပဲတွေ့တာနဲ့ကိုရင်းနှီးတဲ့ခန်းစားချက်တရားနဲ့တရားရင်းနှီးမှုတွေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးတွေ့ရတယ်နောက်တစ်ခါကျတော့ဒီမှာတွေ့တဲ့ခန့်တရားကြတော့ဒီလူမျိုးတွေ့ပြီးနောက်ပိုင်းမှာတော့မှပဲနောက်ထပ် လူမျိုးပေါ်လာတာမျိုး တွေလည်းရှိကောင်းရှိနိုင်တယ်ဒါတချို့လူတွေအတွက်ပေါ့နော်အဲ့လိုမျိုးနောက်ထပ်ရွေချယ်စရာမျိုးပေါ်လာတာမျိုးတွေလည်းကြုံရနိုင်တယ်ဒါပေမဲ့ဒီဟာအပေါ်မှာပဲဒီ relationship အပေါ်မှာပဲအလေးပေးတာမျိုးတွေ့ရတယ်ပေါ့နော်ဒီခက်လေးအရာအောင်ပဲဆိုတော့ဒီမှာက commitment တို့ stability တို့နောက်ဆုံး marriage အထိသွားတာတို့ဒါမျိုးကိုပဲအဓိကပြထားတယ်ပေါ့နော်ဆိုတော့ ီ relationship ကိုပဲဦးစားပေးတာမျိုး ဖြစ်နိုင်တယ်ခုနပြောတဲ့ဒီနောက်ထပ်ပေါ်လာတဲ့ဟာအပေါ်မှာနည်းနည်းစိတ်ကစားမိရင်တော့မှာပဲဒီဘက်ကိုပဲပြန်လာတာမျိုးပေါ့နော်ဆိုတော့ဒီမှာကတော့နည်းနည်းစိတ်လွှမ်းရှာမိတာစိတ်အမ်စင်စားကြည့်မိတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းဒီဘက်ကပို့ပြီးတော့အကောင့်နေပေါ့ဆိုတော့ ဒါ general reading ဖြစ်တဲ့အတွက်ပေါ့နော်ကိုယ်နဲ့မကိုက်ဘူးဆိုလို့ရှိရင် personal reading လည်းကြည့်လို့ရပါတယ်ကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်အားလုံးမင်္ဂလာပါရှင်လူနာဒီဆို page ကနေပြန်ကြိုဆိုပါတယ်ဒါအခု part 2ပေါ့နော်ပုံနှစ်ကိုရွေးချယ်ထားတဲ့သူတွေအတွက်ဒီ future relationship မှာဘယ်လိုမျိုး relationship မျိုးဖြစ်မလဲပေါ့နော်အခုအဲအခုနောက်ထပ်ကို ရရှိမဲ့ relationship မှာဘယ်လို relationship မျိုးဖြစ်မလဲဆိုတဲ့ဟာကိုကြည့်ပေးထားရပါတော့။ဆိုတော့ပြင်ဆုံးထီမှာ4 points ထွက်လာတော့อืมကိုကြည့်ပေးတဲ့သူအနေနဲ့ surprise ဖြစ်သွားတယ်ပေါ့နော်။ပြီးတော့ဟို cat လေးကတကယ်ကို long term commitment ပြီးတော့ wedding ဆိုရဲဟာလေးပေါ့နော်။ဆိုပေမဲ့ဒါမဲ့ဆက်ပြီးတော့ကြည့်ရခါမှာဒီလိုလေးတွေထွက်လာတယ်ဆိုတော့ ဒါကြတော့လေအဲစစချင်းတွေ့ကြတဲ့ကကိုရေရှည်စဉ်းစားတာအရန်ဟို marriage အထီကိုတန်ပြီးတော့စဉ်းစားတာလက်ထပ်ဖို့အထီပေါ့နော်တကယ်ကို long term အနေစဉ်းစားပြီးတော့တွေ့တာတွေ့ပြီးတော့ချက်ချင်းအဲ့လိုမျိုးစဉ်းစားတာအဲ့လို season လာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်ဒါပေမဲ့တခုရှိတာကဒီမှာကြားတဲ့အောင်ဟို cat lady တွေအရာပေါ့နော် तू ကအရင်စိတ်ဆက်တာစိတ် စိတ်မြန်လက်မြန်ဖြစ်တတ်တာအပြောင်းလဲဖြစ်တတ်တာဒါမျိုးလူမျိုးလည်းဖြစ်နိုင်တယ်ဒါဖိုက်စီဖာစာပေါ့နော်ကိုယ့်ဘက်ကအဲ့လိုမျိုးဇေယျမျိုးဟိုလည်းဖြစ်နိုင်တယ်လို့မျိုးသူ့ဘက်ကသူ့ရဲ့ပုံစံအဲ့လိုဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီခုကကျတော့လိတ်ပြီးတော့ရှင်းကြည်စင်နာမပြောတတ်ဘူးဒီအာတခုခုဆိုလို့ရှိရင်နည်းနည်းဒုံတီတီနဲ့ပြတ်တောင်းတောင်းနဲ့အဲအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့သူ့ရဲ့အဲအကျင့်စရိုက်ဒါမှမဟုတ်ကိုယ့်ရဲ့အကျင့်စရိုက်ကိုနှစ်ယောက်သားက လက်ခံနိုင်ဖို့နှစ်ယောက်သားနားလည်နိုင်ဖို့အရင်ဆုံးလုပ်ရမယ်လို့ဒီမှာခံစားရရယ်ပေါ့နော်အဲ့ဒီဟာမျိုးကိုနဲ့သူနဲ့တယောက်ကြောင့်တယောက်ကိုတေချာမသိသေးပဲတေချာမညှိထားသေးပဲနဲ့တန်းပြီးတော့ marriage အထီကိုတွေးတာမျိုးတွားတာမျိုးမလုပ်သင့်ဘူးပေါ့နော်ဆိုတော့ကတ်ဒီမှာဒီလိုမျိုးလေးပြထားတယ်ဆိုတော့ အဲ့လိုမျိုးအရန်အလျင်မြန်နဲ့တမ်းပြီးတော့အဲ့လိုအလျင်မြန်စီစဉ်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့တွေးဝေစရာတွေပြန်ပြီးစဉ်းစားစရာတွေပေါ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးစီစဉ်ပြီးတော့မှပြန်ပြီးတော့သူ့ကျင့်ဝင်လက်ခံနိုင်မှမလားနဲ့အဆင်ပြေမှမလားဆိုပြီးတော့ပြန်ပြီးတွေးမိရာမျိုးတွေအဲသူ့ရဲ့ဟိုသူ့ရဲ့ပုံစံအပေါ်မှာကိုယ့်ဘက်ကအရန်တိမခန့်နိုင်တာမျိုးတွေဆိုတော့ဒါနှစ်ယောက်ကကြတော့ညှိဖို့လိုတဲ့တယောက်နဲ့တယောက် ို့ပြီးတော့တစ်တက်ဝင်နားလဲဖို့လိုတဲ့ကတ်လေးပေါ့နော်ဆိုတော့အဲ့လိုမျိုးလိုတယ်လို့အကြံပေးချင်တယ်ပေါ့နော်တမ်းပြီးတော့ဒီ marriage အထိတမ်းပြီးအနေအမြန်စီစဉ်တာမျိုးစဉ်းစားတာမျိုးအရင်မလုပ်တင်ဘူးပေါ့နော်ဆိုတော့ဒီမှာခုနလိုမျိုးပြန်ပြီးတော့တွေ့ဝေရတဲ့ဟာမျိုးလေးပေါ်လာတတ်တယ်အကြောင်းမလို့တေချာစဉ်းစားမှာခရီးဆိုင်ပါလို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီ ပြောမယ်ဆိုလို့ရှိရင်တော့ဒီကတ်ကိုရွေးချက်ထားတဲ့သူတွေနောက်လာမယ့် relationship မှာတင်းပြီးတော့အရင်ဆိုလို့မလုပ်ပါနဲ့တခြားလေးစဉ်းစားပါသူနဲ့ကိုယ်နဲ့တယောက်ကြောင်းတယောက်တည်အောင်အဲတယောက်နဲ့တယောက်နားလည်မှုရှိဖို့ကိုအရင်ဆုံးလုပ်ကြဖို့အဲ့ဒါအရေးကြီးဆုံးလို့ဒီမှာတွေ့ရတယ်ကျန်ကျန်တဲ့ဟာကွာနောက်မှအချိန်လေးပေါ်လိုက်ပြီးတော့စဉ်းစားပါပေါ့နော်ဒီမှာတယောက်နဲ့တယောက်နားလည်မှုရှိဖို့ကအဓိကလိုအပ်နေတယ်လို့မြင်ရတယ်ပေါ့နော်ဆိုတော့မတူညီတဲ့အချင်းစရိုက်တွေဖြစ်နိုင်တယ်နှစ်ယောက်သားမှာပေါ့နော်မတူညီတဲ့ ဟာတွေတကယ်ကွဲပြားတာလေးတွေများနိုင်တယ်နောက်တစ်ခါဒါကြတော့ဒါကြတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုအလျင်မြန်စဉ်းစားရတယ်ဆိုတာကလည်းနှစ်ယောက်လုံးကအတွေးအခေါ်ကိုတွေးတဲ့အပိုင်းကိုပေါ့နော်ဦးစားပေးကြတယ် ပြီးလို့ရှိရင်အဲဒီဒီဒီချိန်မှာတော့ဒါလုံးမဖြစ်မဲဒါလုံးမဖြစ်မဲဒါ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 နဲ့ပေါ့နော်နှစ်ယောက်ကအဲ့လိုမျိုးအကွက်ချတာမျိုးတွေအဲ့လိုမျိုးဟို logically စဉ်းစားတာမျိုးတွေများတတ်တဲ့သူမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်။ဆောင်းတိကြည့်ရှုပေးတဲ့ကျေးဇူးများတင်ပါတယ်ရှင်။